အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဂျပန်မှာနေကလေးတင်းကြောင်ထားတဲ့ခါကြလို့ရှင်ပေါ့နော်မလာသားရွယ်မတနေ့နှစ်နှစ်သုံးနှစ်မျိုးရှိရပေါ့နော်ဒါပေမဲ့နေကလေးကြောင်ထားတဲ့ခါကျရင်ဘလိုမျိုးဟိုပစ္စည်းတွေပေါ့နော်ဝယ်စားတွေအင်းနဲ့တခြားအသုံးဆောင်ပစ္စည်းတွေဘလိုပြရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဝင်ရပြီးကြောင်းပါမယ်ရှင်ပထမဆုံးဝယ်စားနဲ့ပတ်သက်ပြီးပြရမယ်နော်ဝယ်စားနဲ့ပတ်သက်ပြီးတော့စောင်းနေစောင်းနေဆိုလို့ရှင်လို့ရှင်တော့လက်ရှိပေါ့နော်နေရာဒီပေါ့နေရာဒီတော့၃လ၄လပေါ့ရှင်ဆိုတော့လက်တော့ပေါ့ စ်တယ်ဒါပေမဲ့ main ကလေးပေါ့နော်အထူးသဖြင့် main ကလေးတွေဆိုလို့ရှိရင်ယောက်ျားလေးတွေကတော့ t-shirt ပဲဆိုတော့ကိစ္စမရှိဘူးပေါ့နော် main ကလေးတွေဆိုလို့ရှိရင်အဲရှုပ်ရှက်ခတ်နေတဲ့အဝတ်အစားမျိုးတွေပေးလို့မရဘူးပေါ့နော်ရိုးရိုး t-shirt ကလေးတွေပဲပေါ့နော်ဒါမျိုးအမျိုးရိုး t-shirt ကလေးတွေပဲဥပါဒီလိုပခုံးမှာပါတဲ့ဟာလေးတွေပဲဆီယမိုင်းကအဲဒီခါပြတောင်းနေပေါ့နော်ဒီလိုရှေကွဲတွေနောက်ကွဲတွေအဲ့ဒါမျိုးတွေကိုသူတို့ကအာမယူလာခိုင်းဘူးပေါ့နော်နောက်တစ်ခါကျတော့အော်နောက်တစ်ခါကျတော့ main ကလေးတွေပဲပေါ့ main ကလေးဆိုဒါမျိုးရှုပ်ရှက်ခတ်နေတဲ့ဟာတွေအဲဒီဆိုရှင်လေသူတို့ကမဝလာခိုင်းပါဘူးရှင် အင်းနောက်ပြီးတော့ခေါင်းဝင်နေဆိုလို့ရှိရင်လည်းမဝေခိုင်းဘူးပေါ့နော်ဟိုဘာဖြစ်လဲဆိုတော့ဟိုသူတို့လဲရပြောအဆင်မပြေဘူးပေါ့နော်ဟာအဲ့နွေရာသီဖြစ်လို့ရှိရင်လည်းလက်တူဆိုရင်အရန်လက်တူတိုင်းမကြိုက်ပါဘူးဒီလိုမျိုးလေအတိအတူလေးဆိုလို့ရှိရင်လည်းခလေးဒီလိုနားတွေပေါ်ရဲလို့ချင်းကြိုက်တိုင်းပိုင်းဖြစ်မှာဆိုတော့ပေါ့နော်အပြင်ကြီးပိုင်းတွားပြီးတော့သူတို့တွေကဆော့ရဲဖြစ်မလားဆိုတော့နောက်ပြီးတော့အပေါ်အောက်ဆက်နေတဲ့ဘောင်းဘီဒါမျိုးလေးတွေပေါ့နော်အပေါ်အောက်ဆက်နေတဲ့ဒါမျိုးလေးတွေဆိုလို့ရှိရင်လည်းသူတို့က အဲမယူခိုင်းဘူးเนาะဒိုင်ပါလေးရတာအဆင်မပြေဘူးเนาะအပေါ်နဲ့အောက်ကတက်တက်စီဒီဘောင်းမီနဲ့အိမ်တက်တက်စီပေါ့เนาะတီရှပ်ကလေးတွေပဲပေါ့เนาะအဲနောက်တစ်ခုကစောင်းလေးရွာပြီဆိုလို့ရှင်လို့ရှင်အေးတယ်မလားအေးလို့ရှင်လို့ရှင်လေဒါပေမဲ့ကိုရေကမိဘပေါ့เนาะကျမတို့ဗမာအတွေးပေါ့เนาะကိုကပူလေးရတယ်မှာပူတဲ့နိုင်ငံမှာကြီးပြင်းခဲ့တော့အရန်ချက်မဲ့တင်ပြီးကလေးတွေကိုအထူးဝတ်သားပေးလို့ရှင်ကျမတို့ငါးသုံးငါးလောက်သူကတတိပီးတယ်ပေါ့နော်အဲ့လိုဝတ်မလာပေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ចောင်းမှာចမ်းမှာအပူပါပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ကလေးတွေကနောက်ပြီးဆော့တော့ ူတယ်ပေါ့နော်ပူတော့အဲ့လောက်ကြီးမလို့ပေါ့ဒါမျိုးရိုးရိုးတီရှပ်အပါလေးပဲလေလက်ရှိလေးဆိုရပြီပေါ့နော်ကြောင်နေမှာပဲဆိုတော့အပြင်တော့လို့ရှိရင်ပုံကနေအိမ်လက်ရှိထုတ်ဝတာဆိုတော့လေဒါကြောင့်ဒါမျိုးပေါ့နော်ကျွန်မပြချင်တာဒါမျိုးဂုံးပါတဲ့ဟာလေးထူကြီးတွေလေအဲ့ဒါမျိုးဆိုလို့ရှိရင်တော့မဝက်သွားပြရကောင်းတယ်မဟုတ်လဲလေမင်းအပိတ်တွေပေါ့နော်လဲမင်းအပိတ်တွေဆိုလို့ရှိရင်မဝက်သွားပြပါနဲ့တဲ့သူတော့ပြောပါတယ်အင်းနောက်ပြီးတော့အတွင်းကံပေါ့နော်တွင်းကံအေးလေးဒါမျိုးလေးတွေပြရပါတယ် တော်တော်များများ6လနောက်ပိုင်းလောက်မှထထစထားမယ်လို့ထင်ပါတယ်เนาะ3လလောက်ထားလို့ရှိရင်လေဟိုတက်တက်ကလေးတက်တက်ကလေးဆိုတော့အပေါ်နဲ့အောက်တို့ဆွဲစီရဲ့အောက်ပါပါတယ်လေခြေသေးလေးနဲ့ဟာလေးဝှစ်ပေးလို့ရတဲ့အကြောင်းလည်းရှိသလိုဝှစ်ပေးလို့မရတဲ့အကြောင်းလည်းရှိရပါတော့။တမီးတော့က6လမှစထားပေးမယ်။ကျမအိမ်မှာဆိုအဲ့လိုမျိုးလေ။ तू ကဟိုလိတ်တက်မှာဆိုတော့အဲ့လိုမျိုးဝှစ်ပေးပေးမယ်။ကြောင်းရလို့ရှိရင်တော့ကြောင်းသွားလို့ရှိရင်တော့ဒါမျိုးလေးပဲဝှစ်ပေးရတယ်ပေါ့နော်။ဒါပဲလေဆရာမကြီးအဆင်ပြေအောင်ဘောင်းမီလေးပဲချွတ်ပြီးလဲပေးလိုက်အောင်ပဲပေါ့နော်။အဲ့ဒါပေါ့နော်။ အပ်ပြီးတော့အဲ့ဒါအပေါ်ပိုင်းပေါ့နော်အောက်ပိုင်းကျပြန်တော့လေအဲ့လိုပါပဲအဲစောင်းနေဆိုအရင်အေးလို့ရှိရင်ဒီလိုအထက်မှာဂုံးပါတဲ့ဟာတွေကိုတို့ကမဝစ်လာခိုင်းပေါ့နော်ဒါပေမဲ့အခုကျမအေးတမီးကအောင်းနှစ်ချောင်းသုံးချောင်းလောက်ပြောင်းလို့ပေါ့နော်အခုဒီဘက်ရောက်ဒီအခုတက်နေတဲ့အချောင်းကတော့ဒီဘက်မှာဒါမျိုးအခုအရင်အေးနော်ဒါမျိုးဝစ်လာလဲဘာမှမဖြစ်ဘူးနော်တို့ပြီးလို့ရှိရင်ပြင်မှာဆော့ပြီးလို့ခြုံလေးွာလေအဝစ်အစားလဲရတယ်ဆိုတော့လေလဲပေးတဲ့ခါကျလို့ရှိရင်တော့အပားပဲထည့်ပြလိုက်ပေါ့နော်အပားဆိုတာကဒါမျိုးလေး ဟိုအဲ့လိုမျိုးခုံးမပါတဲ့ဟာလေရိုးရိုးဒီလိုမျိုးဘောင်မီလေးတွေဒါမျိုးဘောင်မီလေးတွေပေါ့နော်နွေရာသီဆိုလို့ရှိရင်လည်းဘောင်မီတိုးလေးတွေထည့်ပြီးလို့မရဘူးပေါ့နော်တို့ကခလေးတွေချင်းခိုင်းပါဆိုအရှိဦးပဲအရှိမို့လို့ရှိရင်လည်းဟိုဟာလေဒူကောင်းကြော်ကြော်ဟိုဟာလေခြေစလုံးတဝက်လောက်ကလေးတွေပဲပေါ့နော်ခြေစလုံးတဝက်လောက်လေးကိုပဲထည့်ပြီးပါပေါ့နော်ဟိုလိုမျိုးတိုးတိုးပေါင်လာရောက်တဲ့အထိလုံးတော့မထည့်ပြီးပါနဲ့ပေါ့နော်အဲ့လိုပြောပါတယ်အဲ့ဒါအဝယ်စားပေါ့နော်ဝယ်စားပြီးသွားတဲ့ခါကျတော့ရှင်အင်း နို့တိုက်ကလေးအရွယ်လေးကစားထားမယ်ပေါ့နော်ထမင်းမစားတတ်သေးဘူးလေ6လအောက်လို့3လလို့ဘာလို့ဆိုလို့ရှိရင်တော့အာနို့ပဲတိုက်မှာဖြစ်တဲ့အတွက်ပဝါလေးတွေပဲပေါ့နော်နို့တိုက်တဲ့ခါကြလို့ရှိရင်ပဝါလေးပဲပြရမယ်လို့ထင်ပါတယ်တမီးတော့ကကြတော့ရှစ်လမှာစားထားဆိုတော့ထမင်းနဲ့စားတတ်နေပြီဆိုတော့ထမင်းစားတတ်တော့အဲ့တော့ကြာထမင်းစားတဲ့ခါကြလို့ရှိရင်လည်းသူရှေ့မှာသူကအေပလွန်လေးတွေတောင်းနေပေါ့နော်ခံဖို့အတွက်လေညစ်ပတ်တာဆိုတော့ခလေးကနေအဲ့မှာလည်းနှစ်မျိုးရှိပါတယ်ကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းတော့မူတည်ပြီးတော့တောင်းနေပစ္စည်းကဘယ်လိုလဲဆိုတော့ ချို့ကြောင်ကကြတော့ဒါမျိုးပိတ်စာသားလေးပေါ့နော်အဲ့ဒါဝယ်လို့ရပါတယ်ခလေးဆိုင်ဒီမှာလीဒါကိုယ့်ဘာကိုခလေးရဲ့ဂုံးနဲ့တိုင်ပြီးတော့ဟောဖြစ်တာအဲ့လိုမဟုတ်ဘဲနဲ့တရားတန်ဆိုင်လို့ဘာလို့မှာဝယ်ပြီးတော့ဒီလိုမျိုးအဝါရှည်လေးကိုဝယ်ပြီးအလဲကနေဖြတ်ဖြတ်ပြီးတော့ခါကြလို့ရှင်လို့ရှင်ဒီလိုမျိုးတရေချိုးလေးလေးရှိရလीတရားတန်ဆိုင်မှာကျမသမီးတတိလေးတော့ကျမကိုယ့်ဘာကိုလှုပ်တာပေါ့နော်ဒါမျိုးလေးချုပ်လိုက်လို့ရှင်လို့ရှင်လေကိုယ့်ဘာကိုအဲ့ဒါလည်းဖြစ်ပါတယ်အဲ့ဒါဆိုရင်တရားတန်တစ်ခုဆိုရင်နှစ်ခုရတယ်ပေါ့နော် တဝက်ဝက်ပြီးချုပ်လိုက်တာဆိုလို့ရှိရင်လေအခုနည်းနည်းကြည့်တာတော့ဒါမျိုးလေးတုံးတယ်မလို့ဒါလေးကြီးကတော့ပိုလာတာပေါ့နော်အရင်တော့ကကျမတက်တက်လေးတော့အဲ့လိုမျိုးတုံးမိမဲ့ဒါမျိုးလှလာလေးတုံးကျင်တော့နည်းနည်းကြည့်တာတော့သူ့ဒါမျိုးလေးပြီးတုံးတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီလိုအနောက်မှာနာမည်ရေးတဲ့နေရာလေးတွေပါတယ်ပေါ့နော်ဟောဆိုလို့ရှိရင်တော့ကိုယ့်ဘာကိုရေးရတာပေါ့နော်နာမည်ရေးတဲ့နေရာဆိုအဝတ်အစားတွေဆိုလို့ရှိရင်လေဂျပန်ကကလေးပစ္စည်းဆိုင်နေအဝတ်အစားတွေဆိုလို့ရှိရင်တော့နာမည်ရေးတဲ့နေရာလေးအကုန်သူ့ဘာသူပါပြီးသားပါထားပြီးရများတယ်ပေါ့နော်ယူနီကရိုတို့ ယူနီပရိုဆိုကလေးဆိုင်မဟုတ်ဘူးလေယူနီပရိုတော့ဘာလို့အဲ့လိုကလေးဆိုင်မဟုတ်ပဲမကလေးပစ္စည်းဝယ်လို့ရတဲ့အဲအဝတ်အစားဆိုင်နေဆိုလို့ရှိရင်တော့ fashion ဆိုင်နေဆိုလို့ရှိရင်တော့မပါဘူးပေါ့နော်မပါတော့ကွက်ကိုရေးရပေါ့နော်ဒီလိုမျိုးကုတ်ကလေးမှရေးတာဖြစ်ဖြစ်ပေါ့နော်အော်ဒါကကလေးပစ္စည်းဆိုင်မှာဝယ်တဲ့အတွက်ဒါမျိုးလေးပါတယ်ပေါ့နော်ဒီမှာနာမည်ရေးလို့ရနေရပါဒီမှာရေးရဖြစ်ဒါပေမဲ့ဆီယမ်မကြီးလည်းចောင်းသားများတော့အလုံးများတော့ပေါ့နော်ဒါတော့ကိုယ့်ဘက်ကိုပေါ့နော်စဉ်းစားပြီးဒါမျိုးမရေးပြပေးမယ်လေကျွန်မဆိုရင်အမြင်နဲ့ဂုတ်တွေမှလည်းရေးပြတယ်ပေါ့နော်ဒီရင်ရအောင်ចောင်းကိုပေးလို့များတော့မရေးပြထားဘူးပေါ့နော်ဒီလိုမျိုး Instagram မျိုးအိမ်လေးတွေပေါ့နော်ကုန်မရေးပေးထားပါတယ်အဲ့ဒါဆိုတို့ကြည့်ရတာလွယ်တယ်ပေါ့နော်အဲ့ဒါမျိုးပြပါလေအဲ့ဒီမှာရေးတဲ့ shop ပေးရလေရောင်းပါတယ်ခလေးပစ္စည်းဆိုင်တွေမှာဒါမျိုး shop ပင်လေးပါအဲ့ပြီးတော့ခုနကအေဗရွန်နီယာအေဗရွန်ကဒါမျိုးပိတ်ဆနဲ့အေဗရွန်နဲ့တောင်းတဲ့အကြောင်းရှိတယ်လို့အဲ့လိုမဟုတ်ဘဲနဲ့မိုးကာတာလေမိုးကာတာဒါမျိုးအေဗရွန်နဲ့တောင်းတောင်းတဲ့အကြောင်းရှိရပေါ့နော်အဲ့ဒါအကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းပေါ့မူတီရပေါ့နော်အဲ့နှမျိုးရတစ်မျိုးပေါ့နော် ိုင်ဖြစ်ပါတယ်ဒါပေမဲ့နည်းနည်းကြီးသွားရင်အခုသမီးကလေးလပိုင်းနေစပြီးတော့နှစ်နှစ်တန်းဖြစ်ပြီဆိုတော့နည်းနည်းကြီးအခုသူတက်ကမဲ့ကြောင်းအောင်ဆိုလို့ရှိရင်ဒါမျိုးတွေမတောင်းတော့ဘူးပေါ့နော် တောင်းတော့ပဲ ਨੇ ဘယ်လိုတောင်းလဲဆိုတော့နောက်တစ်ခါကျတော့တနှစ်တန်းလို့ဘာလို့ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါလေးကြောင်းမှမတည်ပါတယ်သူတို့လက်စေးတယ်လေကြောင်းမှလက်စေးပြီးလို့ရှိရင်လက်တုပ်ဖို့အတွက်လေဒါမျိုးလေးပေါ့နော်ဒါလေးဆိုဒါမျိုးလေးနံပါတ်လေးပါပြီးသားပေါ့နော်ဒါဒီအကုန်လုံးကတော့ခလေးဆိုင်မှာပဲရောင်းတာဖြစ်တဲ့အတွက်အကုန်လုံးနံပါတ်ထိုးတဲ့နေရာလေးပါပြီးသားပါဒီကတော့ အပါတော့ဒီမှာဒီလိုနောက်မှာပဲထိုးလိုက်တယ်ပေါ့နော်အဲ့ခုနကဆော့ပင်နဲ့ရေတော်တော်နဲ့မပြတ်ပါဘူးဒီဆော့ပင်ကလေအဲ့ဒါခလေးဆိုင်ကြီးမှာရှိပါတယ်အဲ့ဝက်စားရေးပေါ်မှာလေရေးလို့ရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူတို့เจ้าမှာအဲ့ဒီမျိုးလက်တုပ်လေးချိတ်ထားပေးရတန်းလေးရှိရပေါ့နော်အဲ့မှာကိုကချိတ်ပေးခဲ့လို့ရှိရင်ချိတ်ပေးစေခဲ့စရာမလိုတဲ့အချိန်လေးရှိရပေါ့နော်သူတို့ဆံပိုင်းသူတို့ပဲသူချိတ်ပေးရပေါ့နော်နာမည်ရေးထားချိတ်ပေးထားလို့ရှိရင်သူတို့ပဲသူတို့လက်စေးပေးခဲ့တဲ့အချိန်မှာတုတ်တယ်ပေါ့နော်ကိုဟာကိုပေါ့နော်တို့ကျွန်မတက်ခဲ့တဲ့เจ้าတို့ကကြတော့အဲ့လိုမတောင်းသူတို့က ဟိုစက်ကူနယ်ပဲပေါ့နော်စက်ကူနယ်ဆိုတော့လက်တုပ်လို့ရတဲ့စက်ကူနယ်ပဲတစ်ခါတော့တုံးပြီးလွတ်ပြလိုက်ပေါ့နော်အဲအဲ့လိုမျိုးပါအဲ့ဒါလည်းအကြောင်းပေါ်မူတည်ပါတယ်အဲ့တော့အခုသူ့နှစ်နှစ်တက်မှာဘာကြောင့်လဲဆိုတော့ဒီလိုပတ်ဝါပဲတောင်းပါတယ်ပတ်ဝါတယ်ချိတ်လို့ရတဲ့ဘာမဲဟာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီဟာပဲတနေ့သုံးတယ်ပြီးပေါ့နော်သူတို့သူတို့ထမင်းစားတဲ့ခါကြလို့ရှိရင်လို့ရှိရင်သုံးမယ်ပေါ့နော်ချိတ်လို့ရတဲ့ဟာ ਨੇ အဲအဲ့ဒါအဲ့ဒါပဲတောင်းလိုက်ပေါ့နော်အခုကြောင်ကကြတော့အဲ့ပြီးတော့ဒါမျိုး A Pro ရှေ့ခံ နာ ው တောင်းတဲ့ចောင်းဆိုလို့ရှင်ပါဇက်တော့ဖို့လေဒါမျိုးတို့လက်တွေပါတော့အိုရှိဘူဒီပေါ့ကွာအိုရှိဘူဒီဆိုလို့ရှင်လေအိုရှိဘူဒီလေးတွေရောင်းပါတယ်ဒါဒါဆိုဒါအဟောင်းလေးဖြစ်နေပြီပေါ့နော်ဒါဆိုလို့ရှင်ဥမာတနေ့ကို3ထည့်လောက်ပေးရတယ်ပေါ့နော်3ငါကျွေးရဆိုတော့မနက်တစ်ခါမနက် breakfast တစ်ခါပြီးလို့ရှင်နေ့လည်စာရင်ညနေကြလို့ရှင်ဟို3နာရီ3နာရီလောက်ကြလို့ရှင်မိဘကြီးလာမခေါ်ခင်ပေါ့နော်အစာပြေတစ်ခါကျွေးရဆိုတော့ဒါမျိုး3ထည့် ဲ့လိုပေါ့နော်ဒါကတော့ဒါမျိုးတောင်းပါလားမိုးဘာသာတောင်းပါလားပေါ့နော်တုံးတယ်ပေါ့နော်တုံးဆက်ပေါ့နော်လှုပ်ပြီးခဲ့ရတယ်ပေါ့နော်ကြောင်ပါလေအဲ့လိုမျိုးလေးလိတ်ပြီးလှုပ်ပေးကြရတဲ့ကြောင်လည်းရှိသလိုလှုပ်ပေးကြရမလို့ရော့အင်ဆိုပြီးတော့တို့အထုတ်ထည့်ပေးလိုက်ပြီးပါဆရာမကြီးကတို့ကတို့အကောင်လို့ဆက်တင်လုပ်တယ်အဲ့လိုကြောင်မျိုးလေးရှိပါတယ်အဲ့ဒါလည်းဒီကြောင်နဲ့ကြောင်နဲ့ကြောင်ပုံမျိုးလေးလှုပ်ပေးရလို့ရှိရင်တော့ကိုကကြောင်နဲ့ဝင်ပြီးတော့နည်းနည်းတော့အမေကအချိန်နည်းနည်းယူပြီးသွားရတာပေါ့နော်အဲ့လိုမျိုးပဲနဲ့ရော့အင်ထိုးထည့်ရတဲ့ကြောင်ကြတော့ဘဝမှာနေပဲဆရာမကစောင့်နေပြီးတော့ အထုပ်နဲ့ကလေးနဲ့ပြေးခဲ့ပြီးပြီးပြီဒါပဲအဲ့ဒါကိုပြန်လဲထွက်လာရုံပဲပေါ့နော်အဲ့ဆိုမြင်နေပေါ့နော်အဲ့လိုတောင်းပါလေအဲ့ဒါပြီးတော့ဒိုင်ပါပေါ့နော်တော်တော်များများနှစ်နှစ်ကျော်လောက်နှစ်နှစ်လောက်ထိအောင်ဒိုင်ပါမလုပ်ဘူးဆိုဒိုင်ပါကတော့ဘယ်လိုရှိလဲဆိုတော့အဲ့ဒါလည်းចောင်းတစ်ခုနှစ်ခုမှမူတည်ရပေါ့နော်တချို့ကကြတော့အင်းအယူလာပြီးလဲရတယ်သူတို့ရှိမှာဒိုင်ပါပေါ့နော် sky ဟိုးတိုင်းတုံးလို့ရှင်လို့ရှင်အဲ့ဒါဆိုင်ကလစ်ကနေပေါ့နော်ဒါဘလိုဘလိုမျိုးတစိုက်ကိုသူတို့ကတုံးလဲဆိုတော့အဲ့လိုသူတို့ကုမ္ပဏီသူတို့ join ထားတဲ့ကုမ္ပဏီရှိရပေါ့နော် အဲ့လိုမျိုးကုမ္ပဏီပေါ်မူဒီဥပမာပေါ့ကွာဒီကိုကမေဒီဆိုတုံးတယ်ဒါပေမဲ့ကျောင်းကတုံးပြမှာတခြားတစိပ်ပေါ့နော် ထားပါတော့ခြားတစိပ်တစ်ခုဆိုလို့ရှိရင်ကိုကမကြိုက်ဘူးကိုကလေးကိုမေဒီဆိုပဲတုံးပြချင်းတုံးစေချင်းနေပေါ့နော်ကိုတုံးချင်းတဲ့တစိပ်ကိုပဲတုံးချင်းတယ်ဆိုလို့ရှိရင်တော့အင်းအယူသွားပြီးမယ်ပေါ့နော်အဲ့လိုပြောလိုက်လို့ရှိရင်သူတို့အဲ့ဆိုလို့ရှိရင်ဒိုင်ပါမှာနံပါတ်လေးတွေရေးပြရတယ်ပေါ့နော်နံပါတ်လေးတွေရေးပြီးတော့တနေ၅ခုလောက်ပေါ့နော်ခံမှန်းပေါ့နော်ဒါပေမဲ့၅ခုတအားငယ်ရင်တော့လာသားဆိုတော့ခုနှစ်ခု၈ခုလောက်ထားပေးရကောင်းတယ်ပေါ့နော်ကျမတို့အဲ့လောက်ထားပေးရပေါ့နော် မလောက်တဲ့ခါကျရင်အကြောင်းကတို့ဟာလည်းသုံးဝေးတယ်နောက်နေ့ကျတို့အစားပြန်ပြရပေါ့နော်မလောက်လေကိစ္စတော့မရှိပြီမဲ့အဲ့လိုအစားပြန်ပြရပိုင်းနဲ့ရှုံမှဆိုလို့ဟိုအမြင်နဲ့နည်းနည်းပို့ပို့ပြီးထားပြရပေါ့နော်အဲ့လိုအဲ့လိုမျိုးမဟုတ်ပဲနဲ့အခုအဲအင်းရသမီးဝင်ရမယ့်အကြောင်းဆိုလို့ရှိရင်ဒါမျိုးရှိရပေါ့နော်အရင်တက်ခဲ့တဲ့အကြောင်းတော့မရှိဘူးကျမသုံးချင်ပြီမဲ့သုံးလို့မရဘူးပေါ့နော်ဒါမျိုးရှိရဆိုလို့ရှိရင်တို့ကအမျိုးမျိုးရှိပါတော့ကိုကလေးပေါ်မှာတူပြီးတော့ကိုကလေးကအဲအိန္ဒါတို့တအားကြီးမတော်တတ်သေးဘူးဆိုရင်3500တုံးပေါ့အဲ့လိုမဟုတ်ဘဲနဲ့အိန္ဒါကလည်းနည်းနည်းပါး တော့တက်နေပြီကပါဇက်ကလည်းပြောတက်တယ်သွားမယ်လို့ပါဆိုတော့တိတ်မလဲရအောင်ပေါ့နော်အဲ့ဒါမျိုးဆိုရင်အင်းဒီလိုမျိုးလည်းရှိရကွာ1950ပေါ့နော်အဲ့ဒါဘယ်ရလဲအဲ့ဒါအကုန်လုံးဟိုဖင်အခုမှတုံးမဲ့တစိမ့်နောက်ကသူတို့ဖင်တုတ်ပြီးမဲ့ဖင်တုတ်ပြီးမဲ့ဒီမျိုးဝက်တ िश ူကလည်းဘာတစိမ့်အတုံးမဲ့ဆောက်တော့တယ်ခါရပြောထားပြီးသားပေါ့နော်အဲ့ဒါမျိုးဆိုရင်တကယ်တော့တလ3500ဆိုတာပေါ့နော်ကိုယ့်ဘက်ကိုတေချာတွက်ကြည့်မယ်ဆိုရင်အဲ့လောက်တော့မကြဘူးပေါ့နော်ကိုယ့်အိမ်ရယူထားမယ်ဆိုလို့ရှင်ဒါပေမဲ့လည်း ဟိုဘလို့ပြောမလဲအလုံးရှုပ်တက်တာတယ်ပေါ့နော်ချီလွတ်လွတ်လွတ်သွားလိုက်ရုံပဲပေါ့နော်အဲ့ဒါအဲ့ဒါအဲ့တခုတော့ကောင်းတာတော့ရှိရပေါ့နည်းနည်းတော့ပို့ပေးရတယ်ဩကျွန်မတွက်ကြည့်ရပေါ့နော်ကျွန်မထင်တယ်ကိုဘကိုအင်းအယူသွားမယ်ဆိုရင်အလုံးစုံ3000လောက်ပဲကုန်မယ်ထင်တယ်တိလားကိုက900လောက်ပို့ပေးရဆိုတဲ့ဘောပေါ့နော်အဲ့လိုမဟုတ်ဘူးခလေးကနည်းနည်းစီးသွားတဲ့အချိန်နေဝင်သွားတဲ့အချိန်နေဆိုရင်တော့မှ2500 2800လောက်ပဲကုန်မယ်ထင်တယ်တကယ်လို့ကိုကအင်းအယူသွားပေးရမယ်ကြောင်းပေါ့ဖြစ်ခဲ့တယ်ဆိုရင်ပေါ့နော်ဖြစ်ခဲ့ဆိုရင်ဒါရွာတွေကိုနာမည်ရေးပေးရေးပြီးလို့ရှိရင် အဲ့လိုဖင်းထုတ်တဲ့ဟာပေါ့နော်တထုတ်ပြောပြရမယ်အဲ့ဒီမှာလေဖင်းထုတ်တဲ့ဟာကြားလို့ရှိရင်လေဘာလဲဆိုတော့ဟိုကျောင်းဆရာမတွေကသူတို့ယူရလွယ်အောင်အပေါ်အဖုံးပါတဲ့ဟာလေးလေဒါမျိုးလေးဒါမျိုးလေးလေအဲ့လိုတောင်းလေပေါ့နော်ဒါမျိုးလေးတောင်းလေပေါ့နော်ဆိုတော့ဒီလိုမျိုးတိတ်နေကြတော့လေပြန်ကက်ကြတာခါကျရင်ခတ်တဲ့ဟာမျိုးရှိရနောက်ပြီးတော့ဟနေလို့ရှင်လို့ရှင်လေလေတလက်ပြီးတော့အထဲမှာရေစိုးက၆သွားလို့ရှင်ကိုယ်ကလေးလေပြင်တော့ကအစင်မပြပါဆိုတော့ဒါမျိုးပေါ့နော်ဒါကကျမဟိုပါလေ Costco ကဝယ်တာပါ အများကြီးပဲပါတယ်ပေါ့နော်ဒါဆိုထုတ်ဆိုရင်တစ်ခါကျရင်တစ်လတော့မကုန်ပါဘူးအဲ့လိုမျိုးအဲ့လိုမျိုးထားပြရတယ်ပေါ့နော်ဒါမျိုးအဖုံးပါတဲ့ဟာပေါ့နော်ပြောချင်တာအဖုံးပါတဲ့ဟာထားပြရတယ်ပေါ့နော်အကြောင်းရေဟိုမှာပဲပြောပါတယ်သူတို့အားပြီးလို့ရှိရင်ရေတောက်တဲ့ခါကျရင်ရေခွက်ပေးရတဲ့အကြောင်းလည်းရှိသူရေခွက်မပေးရတဲ့အကြောင်းလည်းရှိပါတယ်ရေခွက်ပေးစရာမလိုဘူးဆိုလို့ရေခွက်ပေးရတဲ့အကြောင်းဆိုလို့ရှိရင်အမရေခွက်ကလေးပေါ့နော်ကလေးတက်ဖို့ရေခွက်ပေါ့အရင်တည်းကအမ်ပါမန်ကြိုက်တော့အမ်ပါမန်ခွက်ကလေးပေါ့နော်နာမည်ရေးပြရတယ်ပေါ့နော်အဲအခုကြောက်မှပေးထားတဲ့ဒါအရင်ခွက်မလို့နာမည်မပါဘူးပေါ့နော်ကြောက်မှပေးထားပြီးစား စဉ်းစားတပတ်တစ်ခါပြန်ထည့်ပြီးရမောတပတ်တစ်ခါပြန်ထည့်ပြီးတော့သူတို့အဲ့ဂျားရက်တရားတော့သူတို့အကြောင်းမှသူတို့ဘက်သူပိုးတတ်တယ်ပေါ့နော်ပြန်ထည့်ပြီးဒါမျိုးခွက်ထည့်တဲ့အိတ်ကလေးပေါ့နော်အဲ့ခွက်ကိုထည့်ပြီးတော့ဒါမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပေါ့တနင်္လာနေ့မနက်ဆိုယူသွားယူသွားပြီးလို့ရှိရင်အိတ်အိတ်ကလေးပါထားခဲ့ပေါ့ဆီယမ်မရဲ့ပြီးလို့ရှိရင်ပြန်ထည့်ပေးလိုက်တယ်ပေါ့နော်ဒါခွက်ထည့်တဲ့ပိတ်စာအိတ်ကလေးပေါ့အဲ့လိုမျိုးမရှိပါနဲ့အဲ့ပြီးလို့ရှိရင်ခြေအိတ်ပေါ့နော်ခလန်းလျှောက်တတ်တဲ့ကလေးဆိုခြေအိတ်ပေါ့နော်ခြေအိတ်ဆိုလို့ရှိရင်လေ ကလေးဆိုင်တွေမှာဝင်လို့ရှိရင်အကုန်နာမည်ထိုးတဲ့နေရာလေးပါပါတယ်ဒီနာမှာလေနာမနာမည်ထိုးတဲ့နေရာလေးတွေပါရပေါ့နော်နာမည်ထိုးပြရတယ်ပြောရရင်ရှင်းစမြပစ္စည်းအကုန်နာမည်ထိုးပြရတယ်မှားမှဆိုလို့ပေါ့နော်တခါတလေနာမည်ခိုင်ဟိုပါလေမှိန်သွားရလို့သုံးလေးလောက်လောက်ကြာပိုင်းမှိန်သွားတော့ပါဆိုကိုယ့်အစ်စ်ပြန်ပြန်ကြည့်ပြီးတော့တတိထားပြီးတော့လုပ်ပြရပါပေါ့ခါကြိုင်နေဆီယာမရပြောပါတယ်နာမည်ဒီနာမည်မှိန်နေပြီးပြန်ထိုးပြပါလို့ပါလို့ပေါ့နော်အဲ့လိုပြောပါတယ်အပြီးလို့ခါကြတယ်လို့ရှင်အုတ်ထုတ်ပေါ့နော်အပြင်သွားတဲ့ခါကြလို့ရှင်အရန်သေးတဲ့ကလေးကတော့ ဘယ်လိုမျိုးတောင်းမလဲတော့မသိဘူးเนาะကျွန်မတော့၈လနေစပြီအခုချိန်2နှစ်ခွဲအထိကျွန်မသိတယ်ဟာပေါ့เนาะအုတ်ထုတ်ဆိုလို့ရှင်အရင်ဆုံးတို့လို့ရှာပါတာလေးတွေပေါ့เนาะဒါတော့ညရာသေးဆိုရင်တို့လည်းဂုတ်တွေပါမမဲဘူးလေရှာပါတယ်အဲ့ဒီမှာလည်းအုတ်ထုတ်ကိုဟိုလေတခါတည်းသတိထားမိကြတာမသိဘူးလေခလေးလေးတွေဒီထားမျိုးလေးတွေအယောင်လေးတွေနေဒီကိုစင်လူလေးတွေကြောက်မှဆောင်းနေလေအဲ့လိုမျိုးတောင်းနဲ့ကြောင်းရှိတယ်လို့အဲ့လိုမတောင်းနဲ့ကြောင်းလည်းရှိရပါတော့အဲ့လိုမတောင်းစိုက်တဲ့အုတ်ထုတ်ယူလာပါတော့ဒါပေမဲ့ဘယ်လိုမျိုး ဒါမျိုးရှာပါရမယ်အဓိကရှာပါရမယ်ပေါ့နော်နောက်ပြီးဒီလိုမျိုးဟာလေးပါရမယ်ပေါ့နော်နောက်ပြီးဒါမျိုးလေပင်အောက်ကဟာလေးတို့တည်ကျူးလေးဖြစ်ကြမယ်ပေါ့နော်လေတိုက်တဲ့ခါကြလို့ရှိရင်ဘာကြောင့်လဲဆိုတော့တဲ့သူတို့ပြောပြတာပေါ့နော်လေတိုက်တဲ့ခါကျရင်ဒီလိုပိတ်ဆကျိုးဆိုလို့ရှိရင်ဒီဒီကလေးရဲ့လေပင်မှာအင်းနေမှာဆိုလို့လေဆရာမလေးသတိမှတ်ထားလိအဲ့ဒါကိုကာကွယ်တဲ့အနေနဲ့တည်ကျူးဆိုရင်အဲ့လိုမဖြစ်ဘူးလေဒါမျိုးလေးဆွဲတယ်လို့ရဆိုတာအဲ့မျိုးဆိုလို့ရှိရင်ဒါမျိုးအုတ်ထုတ်ရှာပါလေဘာဖြစ်လို့လိုရဲဆိုတော့တဲ့ကလေးရတယောက်တယောက်ဆော့တဲ့ခါကျရင်သဲတွေပါလေပေါ့နော် ဒါဖြစ်နိုင်ရည်တွေတခုပေါ့နော်တဲတွေပါရေးပွားရေးလောင်းချတော့ပါလို့ဆိုလို့ရှိရင်ဒီမျက်စိတွေပါရေးမဝင်အောင်ရှာနည်းနည်းပါတော့ဟိုဒီလိုမျိုးလေးမဝင်အောင်ပေါ့နော်ဒါဖြစ်နိုင်ရည်တွေတခုကိုသူကပြောပြတာပေါ့နော်အဲ့လိုမျိုးပေါ့အခုကြတော့ဒီเจ้าကကြတော့ဒါမျိုးအဲ့ဒါသူတို့တတ်မှတ်ပြီးတဲ့အကြောင်းပေါ့နော်ပန်းရောင်ဆိုပန်းရောင်အပြားဆိုအပြားပေါ့နော်အခုတက်ကမဲ့เจ้าကကြတော့အနီတောင်းနေပေါ့နော်အနီတောင်းအနီရဲရဲကိုဒါမျိုးလေးအထဲမှာအနီရဲရဲကိုအထဲကအဖြူပေါ့ကအနီအဲသူတို့တောင်းတာပေါ့နော် ဒါမျိုးဝယ်ပေါ့နော်ဒါအဲ့ဒါမျိုးဆိုတော့ရောင်းပါလေခလေးဆိုင်နေပါလေအဲ့ဒါအုတ်ထုတ်ပေါ့နော်အုတ်ထုတ်ပြီးလို့ရှိရင်အိတ်ကကြတော့လေအိတ်ကဘာလို့အိတ်လဲဆိုတော့အရင်ဆုံးကိုကဒိုင်ဘာဒိုင်ဘာကကျောင်းကယူတာမဟုတ်ဘူးကွာဒါမျိုးလေစခိုင်းဟိုးတိုင်ယူတာမဟုတ်တယ်မိမိလို့ဆိုလို့ရှိရင်ကျွန်မတူတူမနေခဲ့တဲ့ကျောင်းတော့အဲ့လားမရှိတော့ဒိုင်ဘာပေးရတယ်ဖင်သုပ်တဲ့ဟာပေးရတယ်ဝက်တ िश ူပေးရတယ်ပြီးလို့ရှိရင် ဒါမျိုးလေကစ်ချင်းဒါမျိုးခလေးကိုလဲပြီးလို့ရှိရင်ဒီထဲတွေကိုထည့်ထိုက်ပါအောင်ထည့်ထည့်ပြီးတော့မှသူအမိုက်ပုံးနဲ့ထည့်တာလေအဲ့ဒါမျိုးတုံးပြီးတော့ဗောနော်အဲ့ဒါပြီးအဲ့ဒါတဘူးเจ้าမှာထားပြရတယ်ဗောနော်တဘူးထားပြရတယ်ဗောနော်ဒါမျိုးဘူးလိုက်เจ้าမှာနဲ့ဗာနာမည်ထိုးထားပြီးတော့ထားပြလိုက်လို့ရှိရင်ဒီအမကုံမချင်းတုံးတာပေါ့နော်တုံး2လ3လ3လလောက်ကတော့အသားကြီးတုံးရပါတယ်အဲ့ဒါပြီးတော့မကုံကနီးဆိုရင်ကိုယ်ကသတိထားပြီးတော့အစ်စ်ဖြည့်ပေးလိုက်ပေါ့နော်အစ်စ်တပုံးနဲ့လာလေးပေးလိုက်ပေါ့နော်အဲ့ပြီးတော့อืมအော် ပေတွေကိုကြတော့ဘယ်လိုဘယ်လိုယူခိုင်းလဲဆိုတော့ကိုကအဲ့ဒါလည်းအမျိုးမျိုးရှိပါတယ်အမေရဲ့သဘောတိုင်းပေါ့နော်တချို့ကအပေတွေဆိုတာဒီထမင်းစားမဲ့သူတို့ကိုရှိဖို့ဒီတို့ဒါမျိုးတွေလေထမင်းစားတွေဒါမျိုးအဝေစားလဲမယ်မနက်ပိုင်းသူတို့ကစော့တယ်လေတဲ့ရင်ထဲမှာပြီးစော့တော့တဲ့ရင်နဲ့ဘလူးပြီးတော့အဝေစားအပေတွေအကုန်လုံးပေတွေကိုရောပြီးတော့ထည့်ပြီးတော့အိမ်ကိုပြန်ထည့်ပြီးမှအထုပ်ပေါ့နော်အထုပ်အတွက်အိတ်ပြင်ပေးရတယ်ပေါ့နော်အဲ့ဒါကတချို့ကကြတော့လေဒါမျိုးပေါ့ကြွကြွကြီးလေအဲ့ဒါဆိုရင်နာမည်ထိုးပေးရမယ်ကြွကြွကြီးအကုန်လုံးနာမည်ထိုးပေးထားရတယ်ပေါ့နော် အဲ့ဒါတမျိုးပေါ့အဲ့လိုအဲ့လိုမျိုးလိုချင်တဲ့အမေကအဲ့ဒါမျိုးကြွကြင်းနဲ့ပေးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒါမျိုးလေးလည်းရှိရလေဒါမျိုးလေးဒါမျိုးလေးရှုံပြီးတော့ကွာဒါလေးကြတော့ဟိုမှာဆေးပြီးပြန်သုံးနေလို့ရအဲ့ဒါမျိုးသုံးနေတဲ့မိမိကဒါမျိုးပေါ့ဒါမျိုးတရားလည်းဆိုင်မှာရှိပါတယ်ဟဲ့ကျမကကြတော့ဘာသုံးလဲအီကိုဘက်လည်းရရပေါ့အီကိုဘက်အီကိုဘက်ကျမအီကိုဘက်သုံးတယ်အီကိုဘက်ဆိုလို့ရှိရင်ရှော်လိုက်လို့ရရပေါ့အဲ့ဒါကျမအီကိုဘက်သုံးလေးသုံးလေးအေးလာကိုအလဲလေလောက်ပြီးတော့တနေ့တအိတ်ထထည့်ပြေးရပေါ့နော် ကျွတ်ကျွတ်ကြီးကြောက်တယ်နေ့တိုင်းမသုံးချင်ဘူးပေါ့နော်အဲအဲ့လိုမျိုးပါအဲ့လိုမျိုးသုံးရအဲ့ဒါအကုန်လုံးကိုမိပါရဲ့သဘောပေါ့နော်ဒါပေမဲ့တို့အပေပြန်ထည့်ပေးရမယ်အိတ်ပေးရမယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်ဘာရှိမလဲဆိုတော့အော်မနက်မနက်ဆိုဥပမာအိတ်ဖို့အိတ်ဖို့အိတ်ရာအိတ်ဖို့အိတ်ရာကြတော့ဘယ်လိုရှိလဲဆိုတော့ចောင်းကအိတ်ရာပေါ့နော်စီအိတ်ရာပဲစီစဉ်ပေးတဲ့ចောင်းလည်းရှိရယ်ပေါ့နော်အိတ်အိတ်ရာမှာအမျိုးအစားမျိုးလို့ရှိဥပမာလူကြီးရဲ့အိတ်တဲ့ဒီလိုမွေးရာမျိုးဖူတုံးလေဖူတုံး နဲ့ကြောင်းလည်းရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့တချို့ကကြတော့ဒီကလေးအသက်ရှူကြက်မှာဆိုလို့ဆိုကာခွဲတဲ့အနေနဲ့ဒီလိုမျိုးခွက်ခွက်ကလေးလိုမျိုးအပြရာအောင်ပေါ့နော်ပြီးလို့ရှင်ကျမဟိုဒီဗီဒီယိုရဲ့ comment မှာထည့်ပြီးထားမယ်ပေါ့နော်အပြရာအောင်ခွက်ကလေးလိုမျိုးအဲ့ဒါမျိုးပေါ့မှာအိတ်ကလည်းကြောင်းလို့လည်းရှိရပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှင်အပေါ်အိတ်အခင်းပေးရတယ်ပေါ့နော်အခင်းပေးအခင်းရကြတော့လည်းအမျိုးမျိုးရှိတယ်သူတို့ကသူတို့ရဲ့အဲ့ဒီခွက်အပြားနဲ့ကြောင်းဆိုလို့ရှင်အိတ်ဟာသူတို့ရဲ့သူတို့ဘလောက်ပေးမနဲ့ပေးအဲအရှိဘလောက်အဲ့ဒါနဲ့ချုပ်ပေးပါဆိုပြီးတော့သူတို့ပြောတယ်ပေါ့နော်အဲ့မဲ့ ကျမတို့ကကြတော့ကိုယ့်ကိုချုပ်ချင်လည်းရတယ်။အကြောင်းကတို့ကသူချုပ်ရောင်းတာရှိရပေါ့နော်။ဟို900လား1000လားမသိဘူးပြရအဲ့လိုမျိုးနှစ်ခုလောက်ဝယ်ထားလို့ရှိရင်တပတ်မှတစ်ခုပဲဆိုတော့လေပူပူလို့ကျမနှစ်ခုဝယ်ထားရတယ်။အဲ့ဆိုရင်အလှည့်ကြအဲ့ဒါလေးထည့်ပလိုက်ပေါ့။တပတ်တင်းလာနေဆိုရင်တောက်တန်နေဆိုအဲ့ဒါကြီးပြန်ထည့်ပလိုက်တယ်။အိအိရနဲ့ပတ်သက်တဲ့ဟာလေးပေါ့။ကိုကရှော့ရှော့ပြီးလို့ရှိရင်နောက်တစ်ပတ်ကျမနှက်ဆိုရင်ပြင်သွားပေါ့နော်။အထုပ်ကတော့အဲ့ဒါကြောင့်မို့တောက်ကြနေနဲ့တင်းလာနေကအထုပ်များတဲ့နေပေါ့နော်။ဂျာရက်တွေကကြတော့ဒီဒိုင်ဘာယူသွားစရာမလိုလဲဆိုလို့ရှိရင်မလိုဘူးပေါ့နော်။ဒိုင်ဘာယူသွားစရာဆိုဒိုင်ဘာဖြည့်မယ်။ အဲပြီးလို့ရှင်လို့ရှင်ဒီအဝယ်စားလေးတွေယူသွားပေးရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အောက်မှာခိတ်တာဟိုဒီလိုမျိုးပတ်ဝါတောင်းနေကြောင်းလည်းရှိရပေါ့နော်ဒီလိုမျိုးဒီလိုမျိုးလေရေချိုးပတ်ဝါအဲ့မျိုးဆိုလို့ရှင်သူတို့အဲ့ဒါလည်းပတ်ဝါစိုက်ပြောရပေါ့နော်အဲ့လိုပတ်ဝါတောင်းနေခြုံတဲ့ခါကြတာလေခြုံတာလည်းနှစ်မျိုးရှိရပေါ့နော်နွေရည်ဆိုလို့ရှိရင်တော့ဒါမျိုးပဝါပဲပေါ့နော်ဒါမျိုးပဝါပဲပေါ့နော်ရုပ်ပဝါအဲ့လိုမဟုတ်ဘဲနဲ့စောင်းအရန်အေးတဲ့ခါကြလို့ရှိရင်တော့ဒါမျိုးလေနည်းနည်းဂုံးပါတဲ့ဟာလေးပေါ့နော်အဲ့ဒါလည်း အဲ့လိုမျိုးခလေးဆိုင်နေပါပေါ့နော်ကျွန်မနီရှိမဆွေးရမှာလားမသိဘူးဝေးတာလေဒါလေးဆိုလို့ရှင်ဈေးလည်းမကြည့်ဘူးပေါ့နော်တတ်တာတယ်ပေါ့အเจ้าကိုပြေးมาဖြစ်တဲ့အတွက်လေဈေးတအားကြီးတာတွေလေမဝေးပါနဲ့လို့ပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဈေးတအားကြီးရိုက်ဝေးပြီးတော့တကူစွန်းလာထင်းတာဖြစ်နှမျောကောင်းလို့ပါထောက်ပြီးသူတို့တွေကဒါအဆော့တာပေါ့နော်အเจ้าကိုပြေးမဲ့အဝေးစားတွေအเจ้าကိုဝေးပြေးမဲ့ဝေးစားရတော့အတင်းအတင်းလောက်ကလေးတွေပဲဝေးပေးရကောင်းတယ်ပေါ့နော်ကိုယ့်ဘာကိုဈေးကြီးရိုက် brand တွေဘာတွေရလေအပြင်တွေဘာတွေတွားတဲ့ခါတော့ပွဲတန်းသမင်တွားတဲ့ခါလိုပဲဝေးတာကောင်းတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အဝေး တချို့တော့မှု့မှု့ရအစုံလိုက်ကလေးမှု့ရလေးတို့ခြုံတဲ့ဖူတုံးခါခဲဖူတုံးရောရှီဖူတုံးရောအာခေါင်းရောအဲ့လိုရောင်းတဲ့ဟာမျိုးတွေအမေဆုံးတော့ဘာလို့မှရှာကြည့်လိုက်ပါရှိပါအဲ့လိုမျိုးဝဲအဲ့လိုမျိုးဆက်လိုက်ဝဲပြီးတော့ကြောင်းပေးထားတဲ့လူမျိုးဟိုဟာကြောင်းမျိုးလည်းရှိရပါတော့ကျွန်မတို့အခုချိန်ကြီးအဲ့လိုမျိုးမကြုံဘူးသေးဘူးပေါ့နော်ဒါပေမဲ့ကိုကိုတည်သလားပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လေအဲ့အပေါ်ကနေပြီးတော့ဒါမျိုးလေသူတို့အစွတ်တွေပေါ့နော်အစွတ်တွေကသူတို့တပတ်တခါ တပတ်တစ်ခါအိမ်ကိုလေပြန်ပြန်ထည့်ပြလိုက်တယ်ပြီးတော့ကော်ရှင်ပြီးတော့ကျိန်သွားပြရတယ်ပေါ့နော်အဲ့လိုမျိုးရှိပါတယ်နောက်ပြီးတော့အဝတ်သူ့ဓာရီကတပတ်တစ်ခါဆိုရင်အထုပ်ကြီးနေပေါ့နော်အထုပ်ကြီးနေကိုပါကိုအော်ဒါမျိုးဒါမျိုးဒီလိုမျိုးဒီကျွန်တော်တို့တက်ကမှာကျွန်တော်အဲ့လောက်အထုပ်မများအတွက်ပဝါအကြီးနှစ်ထည်လောက်ဆိုရရဖြစ်တဲ့အောက်မှာတစ်ထည်ခင်းမယ်အိယာကအဲ့မွေယာကတို့ကြောင်းကဆင်းနေပေးမယ်ပေါ့နော်အဟိုအပေါ်ကခြုံနေတာဆိုတော့ဆိုရှင်တော့ဒါမျိုးလေပိတ်စာအိတ်နေပဲ အဲ့လိုခောက်ပြီးထည့်ပြီးတော့ဟိုရောက်လို့ရှိရင်တို့ကဟိုလေစလုံးလို့စလုံးလို့မလို့ပြောအဲ့ထည့်လို့ရရချီးပေါ့အကြီးလေးပေးထားရလေဥမာဒီဒီခန်းနှစ်နှစ် class ကကလေးတွေဒီထည့်ထည့်ဆိုရင်အဲ့တနင်္လာနေ့မှနဲ့ဆိုကွာထည့်ပြီးခဲ့တောက်ကြနေဆိုလို့ရှိရင်ဆီယမ်မိုက်ရအထုပ်လေးထုပ်လေးစုထားပေးရကွာကိုအထုပ်ကိုယူပြီးပြန်လာပေါ့နော်နာမည်တွေပါကြီးထိုးထားတာအဲ့ဒါနဲ့နေ့တိုင်းဈာရပေါ့နော်ဈာရသွားရမယ်ဆိုလို့ရှိရင်ဥမာအရင်တော့ကနည်းနည်း ဟိုပါပေါ့ဒိုင်ဘာတွေပါယူသွားတယ်ဆိုနည်းနည်းအထုတ်ကြီးတာပေါ့ကိုယ့်ဘက်ကိုလောက်ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အခုကြတော့ဒိုင်ဘာတွေပါမလို့တော့ဘူးဆိုတော့အဟိုဟိုလေးဒီလိုမျိုးဒီလိုပဝါပဝါလေးကတုံးတယ်အေးအေးရရင်းရပို့ပို့လို့လို့တကယ်ကလဲရတခါပဲဆိုပေမဲ့ခလေးကရေဖိတ်ကြတော့အကြောင်းမျိုးကြောင့်ဆူသွားရင်ထက်လေလို့ရအောင်နှစ်စုံပေါ့နော်နှစ်စုံဆိုဘောင်းမီရဲ့အေးကြီးရဲ့အဲအောက်ခံအောက်ကဝင်တဲ့ဒီလိုလက်ပြက်ကလေးရဲ့ပေါ့နော်လက်ပြက်ကလေးဒါဒါယူနီကိုရောဝယ်တာပေါ့နော်အဲအဲ့ဒါလေးရဲ့ဆိုတော့ အဲ့ဒီနှစ်စုံပေါ့နှစ်ဆက်စာလုပ်ပေးရတာဆိုအဲ့လိုဆိုဥပမာဥပမာအဲ့ဒါလေဒီလိုမျိုးကြောက်ဖို့လေခင်းနဲ့တွားလေးရတယ်အခုနည်းနည်းကြည့်တာဒါမျိုးဒါမျိုးအိတ်ကလေးပေါ့လေဒါတကယ်ရောချင်ရနေမှာတုံးနေအိမ်များပါတယ်ဒါပေမဲ့အခုခလေးအင်းသမီးတက်ကမဲ့ကြောင်းကခလေးလေးရဒါလေးတွေကိုင်ကြတော့လေကုန်လုံးစင်လို့ပြောအောင်ပေါ့နော်ဆီယမရရတဲ့ဒါမျိုးအိတ်ကလေးဝယ်ပေးရင်တော့ကောင်းတယ်ပေါ့နော်အဲ့ဆိုတော့ဒီမှာဆိုလို့ရှိရင်အဲ့ဒါမျိုးဆိုတော့ဒီမှာနာမည်လေးပါပေးတာဆိုတော့လေသူတို့လည်းအဆင်ပြေတာပေါ့နော် အကြည့်ရလေကြည့်လိုက်တာနဲ့တည်းအဲ့အဲ့ထဲကိုထည့်ပြီးတော့ဒီကလေးနဲ့သွားလိုက်ရမယ်ပေါ့နော်음အဲ့ဒါပါပဲအဲ့ဒါပြီးတော့ဟိုဟိုငငယ်တော့တော့မပေးခဲ့ရဘူးပေါ့နော်အရင်တော့တက်ခဲ့တဲ့ကြောင်းမှလည်းမပေးခဲ့ရဘူးနှစ်နှစ်ရောက်ပြီဆိုတော့ဖန်ဖနက်နဲ့ပတ်သက်ပြီးတော့အာပြောချင်ပါတယ်ဖနက်နဲ့ပတ်သက်ပြီးတော့ဟိုကျွန်မဖနက်မယူပြတော့ဘူးပေါ့နော်ဖနက်ဆိုနည်းနည်း ဟိုအောက်ကနေအပြန်နဲ့သွားမယူခြင်းလို့ပေါ့နော်ဒီကြောင်းကပေးလိုက်တဲ့ဆောက်လေးကပုံလေးကိုပဲပြပြီးရှင်းရတော့မယ်ပေါ့နော်ဖက်နှက်ကကြတော့ပထမဦးဆုံးလမ်းမလျှောက်တဲ့လျှောက်တဲ့အရွယ်ပေါ့နော်ဆိုလို့ရှိရင်ကြောင်းကတညံထားပေးရတဲ့အဲကြောင်းမျိုးလည်းရှိအဲ့လိုမဟုတ်ဘဲနဲ့အခုနည်းနည်းကြည့်သွားပြီးလမ်းလျှောက်တက်ပြီးဆိုလို့ရှိရင်အင်းကနေလျှောက်ပြီးတော့ပဲဖြစ်ဖြစ်ဥမာဆိုင်းနဲ့သွားတာဖြစ်ဖြစ်ကားနဲ့သွားတာပဲဖြစ်ဖြစ်လမ်းလျှောက်ပြီးတော့သွားတာပဲဖြစ်ဖြစ်ပေါ့နော် အဲ့ရနေစီးသွားပြီးတော့အဲ့စီးသွားတဲ့ဖနက်ကိုပဲအဲကြောင်းမှာထားခဲ့ရတဲ့အကြောင်းမျိုးလည်းရှိရအဲ့လိုမဟုတ်ဘဲနဲ့ကြောင်းကြောင်းအတွက်ဆိုပြီးတော့တသက်တရံပေးထားတဲ့အကြောင်းမျိုးရှိရပေါ့နော်အာအဲ့ဒီမှာဖနက်ဝယ်တဲ့အကြောင်းကိုပေးမယ်ဖနက်ကိုဝယ်ရခါကြပါခါကြလို့ရှိရင်ဘလူးဖနက်မျိုးပဲသူတို့ကတောင်းလဲဆိုတော့ပထမဦးဆုံးညက်ဖနက်တို့ဂွင်းတို့ဖနက်တို့ဘာလို့မရဘူးပေါ့နော်ရိုးရိုးရှူးပေါ့နော်အကုန်လုံးအလုံးမရှိရောနောက်ကိုဘေးရောအလုံးလုံမျိုးကြောင်းမျိုးအပြင်ကျိုးတွေဘာတွေပါတဲ့ဖနက်မျိုးလဲသူတို့ကမတောင်းဘူးပေါ့နော်ဟိုခလီးကိုဖနက် ဲငငယ်လေးတည်းဆိုရင်ဖက်နှက်စီးရပါရတာကျောင်းကကျင့်ပြီးရနေကျင့်ပြီးတာဆိုတော့ဒါမျိုးဒါမျိုးလေးပေါ့နော်လွယ်တကူအပေါ်ကနေကက်ခွာလေးလေကက်ခွာလေးဆွဲဖြဲလိုက်ဝက်လိုက်လို့ရှိရင်အပေါ်ကနေဒါမျိုးလေးဖုံးလိုက်တာနဲ့ပိတ်သွားလေအဲ့လိုမျိုးလေးပဲပေါ့နော်ခလေးလေးအလွယ်တကူလေးရအဲ့လိုမျိုးဖက်နှက်မျိုးပဲတောင်းနေပေါ့နော်အဲအာနောက်ပြီးတော့3နှစ်နောက်ပိုင်းဆိုရင်3နှစ်တန်း4နှစ်တန်း5နှစ်တန်းပေါ့နော်နောက်3နှစ်ဆိုလို့ရှိရင်ကျောင်းမှာထမင်းစားပြီးရင်သွားတိုက်တာလေပေါ့နော်ဆိုလို့ရှိရင်သွားတိုက်တန်းလေးပါ ထောက်ပါလေရှင်အဲ့လိုမျိုးလေးလည်းရှိပါတယ်ဟိုဟိုငငယ်တော့တော့မပေးခဲ့ရဘူးပေါ့နော်အရင်တော့တက်ခဲ့တဲ့ကြောင်းမှလည်းမပေးခဲ့ရဘူးနှစ်နှစ်ရောက်ပြီဆိုတော့ဟိုတစ်ခုခုဆိုလို့ရှိရင်တို့ဘာလဲစိုက်ကိုင်းရောပေါ့နော်စိုက်ကိုင်းဖြစ်ခဲ့ခါကျတော့အောက်မှာယူထားမှာပါယူထားမှာပေါ့တစ်ခုကြာလို့တုံးတုံးလေးရအောင်ဆိုတော့ဒါမျိုးခဏခေတောင်းပါတယ်နောက်ပြီးစောင်းနေတအားအေးရင်တော့ကြောင်းထဲမှာစီကိုင်းမျိုးလို့ပြောရပေါ့နော်ဒါမျိုးခဏကလေးနဲ့အဲနောက်ပြီးတော့ဖက်နဲ့ထည့်တဲ့အိတ်ကလေးပေါ့နော် အဲထည့်ပြီးတော့သူเจ้ามาပေးထားမှာပေါ့เนาะပေးထားမှာပေါ့เนาะအဲအဲ့လိုမျိုးလေးတောင်းပါတယ်ရှင်อืมအပြီးတော့အနှွေးတယ်ပေါ့เนาะစောင်းနှွေးဦးခေါင်ခေါင်ကတော့မလိုဘူးလीဒါပေမဲ့ဂျမန်မားကလည်းဟိုနည်း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 အေးတာနဲ့တအားအေးတယ်အဲ့လိုမျိုးရာသီတွေများတယ်မလားအဲ့လိုဆိုတော့တအားအေးလို့ရှိရင်တော့ဒါအထူပေါ့เนาะမအေးတအေးဥမာ၄လပိုင်းဘူး၄လပိုင်းရတော့၄လပိုင်း၅လပိုင်းသူတိတ်မအေးပြီမဲ့အနှွေးတဲ့တွေတော့လိုတယ်လीသူတို့မနဲ့အပြင်မှာစွန့်မယ်ဆိုတော့သူတို့တော်တော်များများမနဲ့6နိုင်လောက်ကနေစပြီးတော့17နိုင်လောက်ထိအပြင်မှာ ေးဆော်တာများလေကျောင်းကျဲတဲ့ကျောင်းလေးဆိုလို့ရှိရင်ထဲမှာကျောင်းပန်းချန်ရှင်ကျောင်းပန်းချန်မှာဆော်တယ်ဒါမှမဟုတ်လို့ရှိရင်အဲကျောင်းနားမှာရှိတဲ့အပြင်ပေါ့နော်ဟိုမြို့ကိုမြို့ရဲ့ပန်းချန်လေးမှာသွားဆော်တာလို့ဘာလို့အဲ့လိုမျိုးရှိရလေအဲ့မှာဆိုတော့အဲ့ကြအနွေးတယ်လေးပေးဝတ်ဖို့အတွက်ကြာလို့ရှိရင်အနွေးတယ်ပေါ့နော်ဒါမျိုးလေးပေါ့ဒါကတော့လိလာပဲငါလာပဲဝတ်ဖို့တော့ဆောင်းလေးကြာလို့ရှိရင်ဒါရန်အေးတယ်ဖြစ်တဲ့အထူးထူးပေါ့နော်အဲ့လိုမျိုးပြရတယ်ပေါ့နော်နွေတရာဒီမှာနွေရာဒီတစ်ခုပဲမပေးရတာပေါ့နော်၃လ၄လလောက်ပဲမပေးရတာ။ဂျန်နဲ့ရာဒီကုန်းပေးရတယ်ပေါ့နော်။ ထူတာပါတာဒါတော့မိဘကိုယ့်ကိုချိန်ပြီးပြရတာပေါ့နော်အဲ့လိုပြရပါတယ်ဟုတ်ကဲ့ပါအဲဆိုရင်อืมဒါပါပဲဒါပါပဲအဲဒီចောင်းနဲ့ပတ်သက်ပြီးတော့ဟိုကอืมကျွန်မကိုကျွန်မကျွန်မသိတဲ့လောက်ကတော့ဒါပါပဲရှင်ချက်သိကျင်တာလေးရှင်တော့ comment မှာရေးပြခဲ့ပါနော်အားလုံးပဲကျေးဇူးပါ